ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အေးအေးကတော့မကြခင်ဒေါ်လာရေးအဓိပတိဖြစ်တော်မူတဲ့ဘယ်ကောင်းများပြောပြပါလူများကြော မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ကဲစစ်တပ်ကနိုင်ငံရေးကထွက်တဲ့တောင်းဆိုမှုမျိုးဟာ မဖြစ်နိုင်ဘူးဆိုတော့ပြောတယ်ຢ່າဖြစ် ီသူကျွေးတဲ့ထမင်းကိုစားပြီးပြီသူဝတ်ထားတဲ့ယူစင်ထားတဲ့ယူနီဖောင်းကိုဝတ်တဲ့ကောင်းပြီမနေ့ကငញ្ញရေးဆွေးနွေးပွဲမှာ ပြောသွားကြတာများဗျာဒီတိုင်းပြီးဘာမှမဖြစ်နေတဲ့အတိုင်းပဲလက်ရှိတတိုင်းပြီးလုံးမှာစစ်ပွဲတိုက်ပွဲမရှိတဲ့မြို့နယ်90ပဲရှိတော့တယ်တရားကြော် PDF နဲ့ EO တိန်းတာတယ်ဂျန်နဲ့အလေကတရားကြော်ဟာ စစ်ဆိုင်ပြီးတော့နှစ်ဖက်အပြင်အလံစစ်ဆိုင်စစ်မဖြစ်တဲ့တိုက်ပွဲမဖြစ်တဲ့မြို့နေ90မြို့နေ90စစ်တပ်ကနိုင်ငံကြီးနဲ့ဘာဆိုင်လို့ရောကွာနိုင်ငံကြီးလုံးချင်စစ်တပ်ကထွက်ကြက်ကရေးလို့ပါတီထောက်ပြီးရွေးကောက်ပွဲဝင်ဖို့ဘယ်တော့မှမနိုင် စစ်တကပစိုးပြောင်းဝစ်တဲ့ကောင်တွေဘယ်တော့မှမနိုင်ဘူးလွတ်လပ်တဲ့ရွေးကောက်ပွဲလွတ်လပ်တဲ့တရားမျှတတဲ့စစ်တပ်ကြီးမှုကျင်းပခြင်းမရှိတဲ့ရွေးကောက်ပွဲမျိုးတပ်ပြီးရှိနေမဲဘုံထောင်လိုက်စစ်တပ်နဲ့စစ်တပ်အသွင်ပြောင်းသူတွေဟာမြန်မာတမိုင်းမှာဘယ်တော့မှလူလူရဲ့တရားဝင်မှုနဲ့လူလူရဲ့ထောက်ခံမှုကိုမရတော့ဘူးဆိုတာမင်းတို့နှလုံးသားထဲမှာအတိခတ် ဆိုတော့ဒီကနေ့မှာတော့ခုနကကျွန်တော်ပြောလို့မြို့နယ်90ပဲကျန်တော့ကျန်တဲ့မြို့နယ်တွေမှာတည်ယူထားတဲ့မြို့နယ်တွေဒီစစ်ပွဲဖြစ်နေတဲ့မြို့နယ်တွေရှိနေပြီအဲ့တော့အဲ့မြို့နယ်90အတွက်မဟာထိုးစစ်ကြီးတစ်ခုမဟာထိုးစစ်ကြီးတစ်ခုမဖြစ်လာနိုင်ဘူးလို့ခင်ဗျားတို့ထင်နေလို့လားမြို့နယ်90ဆိုတာလဲမြို့ပြလောက်ပဲရှိပါတော့တယ်အဓိကအဖြစ်ဆိုရင် စကိုင်းတိုင်းတိုင်းလုံးဆိုမုံရွာမြုပ်ကွက်ကွက်လေးပဲကျွန်တဲ့တိုင်းလုံးဒီပါတိတ်ချုပ်တာအဲ့တော့ကျွန်တော်ပြောချင်တာကစစ်တပ်ကစစ်တပ်ကနိုင်ငံကြီးကမထွက်ရင်မောင်းထုတ်ပါမောင်းထုတ်ပါမယုံရှိဘူးဆိုတော့ဒီသဘောတရားနဲ့ဒီယူဆကို ဘယင်ယူကလည်းယူတာအပြစ်မဟုတ်သေးသလားလို့ဂျုံယူတတိုက်ကလည်းအင်တာဗျူးတွေတရဇက်နဲ့စစ်တပ်ညုံညင်မဲ့အလုပ်တွေကိုမလုပ်ကြပါနဲ့လို့မပြောယုံ တမင်နဲ့ရွေးကောက်ပွဲလုပ်လို့မဲထဲ့မယ်ဆိုရင်တော့စစ်တပ်မကြိုက်တဲ့ရလက်မျိုးမထွက်စေခြင်းဘူးဆိုတဲ့စကလုံးတွေကိုလည်းကြားနေရပါတယ်အဲ့တော့ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ဟာ 当然也不干嘞，没个想过没，不挖么个野没修不，一闹旁边阿罗马嘞白毛没使用，边地阿林也没使用，阿皮得，反正他妈个鸡没熟嘞，现在呢现在阿台湾伊都苦龙虾，第四杯香料鸡精，随时牛舌，就是这样子有毒的。 ရှိသမျှဥစ္စာတွေပြည်သူလူထုကပြည်သူလူထုပိုင်တင်းစင်းမယ်ဆိုတာသူတို့သိတယ်အခုလည်းသိနေပါပြီနော်သိတယ်သူတို့ဘောအဆက်ဆက်ခွေးကြက်ရောက်မယ်ဆိုတာသိတဲ့အတွက်စစ်တပ်ကလည်းလုံးဝရှော့မှာမဟုတ်ပါဘူးချင်းချင်းပြောရရင်ကျွန်တော်တို့ထိတ်တိုက်တွေ့နေနှစ်ဖက်စလုံးအတွက်ကတော့ရှင်းရှင်းပြောရင်အနိုင်တိုင်ကြီးကလွယ်အကြမ်းမရှိပါဘူးဖစစ်တပ်ကလည်းစစ်အနိုင်တိုင်ကြီးပဲ ။ဆောင်ရွက်နေတယ်။ညီအောင်ကြည့်လို့ရတယ်။တော်လိုင်းဤဘက်ကလည်းစစ်အနိုင်တိုက်ရေးကလွှဲရင်အခြားဘာမှရွေးချယ်စရာမရှိနေဘူးလို့ကျွန်တော်ကြက်ကြက်တတိပေးပါတယ်။မင်းတို့စစ်တပ်ကိုနိုင်ငံရေးတွေမဟုတ်ဘူး။မတက်မရထိုင်ထားတဲ့ထိုင်ကုန်မှန်တယ်မြပေါ်ကကန်ချပြီးစစ်တပ်တတလုံးကိုလူရောမှုရောပြင်ပစ်မယ်ဆိုတာငါတို့ရဲ့တန်လိုက်တယ်။မယုံမရှိနဲ့ ဆိုတော့ဒီလိုပြောနေတော့စစ်နိုင်တိုင်ရည်လို့ပြောနေတော့မှာပဲကျွန်တော်ဒီခဏမှာကြားလို့တိတ်မကောင်းစရာတရင်တခုရှိပါတိတ်မကြားကြည့်စရာတရင်တခုဒါပေမဲ့ရန်သူအခြေအနေကိုအခြေအနေလက်ရှိမြေပြင်တိုက်ပွဲအခြေအနေအမားအမှန်နိုင်ငံရှုံးကြီးနဲ့ပတ်သက်တဲ့တုံ့တက်ချက်တွေသိရှိထားမှာဖြစ်တယ်လို့ပြောဖို့ပြောမှာဖြစ်မယ်ဗျာ ဒီနောင်ချိုကိုစစ်ကောင်စီတပ်ကအလုံးကြီးနဲ့ဖုံးစစ်ဆင်ပါတယ်။နောင်ချိုကတိမ်ပင်လေစခန်းကိုစစ်တပ်ကရရှိသွားတယ်လို့သိရပါတယ်။တောင်ခန်းကိုလက်လွတ်ပေးပြီးတဲ့နောက်ပိုင်းမှာနောင်ချိုကဒရဇက်ဖုံးစစ်ဆင်လာတာဖြစ်ပါတယ်။အဲတော့နောင်ချိုမြို့နယ်တောင်ခန်းရွာနီးကမကြီးကြီးတိမ်ပင်လေအပေါင်းတောင်ခန့်အနည်းအမြောက်တက်နှစ်ခုကိုပါတရန်လေကလက်လွတ်လိုက်ရတယ်လို့သိရပါတယ် နောက်ကျိုးပြည်တော်စုလမ်းမကြီးတစ်ချက်စစ်တပ်ကစစ်ကြောင်းထိုးချီတက်လာပြီးလက်နက်ကြီး drone နေတဲ့ဒရက်ဆက်ပြစ်ခတ်တာလမ်းမကြီးကအိမ်ကြီးအကုန်ပြာချကုန်တယ်ဒေသခံတွေလည်းပြေးနေကြပါလိစစ်ကောင်းတေဒီဗစစ်တပ်အမြောက်တပ်နှစ်ခုကိုတင်ပြီးတဲ့နောက်ပိုင်းမှာနောက်ချိုးတစ်ခုလုံးကိုထိန်းချုပ်နိုင်အတွက်လက်နက်ကြီးပြစ်ကူတွေလေကြောင်းပြစ်ကူတွေနဲ့ဒရက်ဆက်ပြစ်လာပါတယ် ရှမ်းတောင်ရက်ဆောက်ကြောက်ကူကနေအင်အားယာချီတုံးပြီးနောက်ချိုယာကြီးအတွက်စစ်ကောင်ကြီးထိုးစစ်အရှိန်မြင့်လာပါတယ်အရှိန်မြင့်လာပါတယ်အဲ့တော့နောက်ချိုတောင်ကန်အုံမတိနေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်တိမ်ပင်လေဘက်ကနေလက်မကြီးလက်နက်ကြီးတွေနဲ့ပြစ်နေတယ်။တောင်ခန့်အနောင်လိုက်မဲပုတ်နောင်ချိုလေးကြေးရွာတွေကိုစစ်ကောင်စီကထပ်မံထိန်းချုပ်လိုက်တယ်လို့ဒီကနေ့နောက်ဆုံးရသတင်းရရတည်ရပါ နောက်ဂျုံမြို့နယ်အုံမဒီလမ်းခွဲဆိုင်ကောင်းရေမောင်းတန်းကန့်ကော်နားခေါ်ရွာတွေဒေသက2000နီးပါးထွက်ပြေးနေရပါတယ်အဲ့တော့စစ်ကောင်စီတပ်ဟာနောက်ဂျုံမြို့ကိုပြန်လည်ရရှိရေးအတွက်အလုံးစုံထိုးစစ်ကြီးရည်ရွယ်ချက်ရှိရှိစင်မှုမြို့ကိုဝိုင်းဝန်းပိတ်ဆို့ထားတဲ့အခြေအနေကိုတွေ့ရပါတယ်အဲ့တော့ TNL ကစစ်ကိုရက်ပြီးရဲ့နောက်ပိုင်း တောင်ခံကိုလက်လွတ်လိုက်ပါ။နောင်ချုပ်ကိုစုပ်ပေးလိုက်ပါ။အဲ့လိုပြောလို့ကောင်းပါမလား။အဲ့လိုပြောလို့ကောင်းပါမလား။ယုတ်ရကြီးစစ်ထရှုံပြီးဟိုဘက်ကဖိုးစစ်စင်တိုင်းလောက်အခြေအနေမျိုးပြန်ဖြစ်သွားတယ်ဆိုတာကစစ်တဘောရအနိုင်ရှုံးဆိုတာရှိမှာပေါ့ဆိုတဲ့စင်ကြေကိုတော့ကျွန်တော်တို့ကြားရအောင်ပါပါ။ဒါပေမဲ့ဒီအခြေအနေတွေဟာတရုတ်ကဒီအန်အယ်ကိုခေါ်တွေ့ပြီးမှာ ဒရဇက်ဖြစ်ပေါ်လာတဲ့အခြေအနေတွေလို့ကျွန်တော်တို့မြင်ရပြီး DNLI နဲ့ပေါ့နော် DNLI တက်ကအောက်ခြေတက်သားတွေနဲ့ PDF တွေ KIA တွေအစရှိတဲ့အဟာတွေနဲ့လည်းနားလည်မှုတွေပြဿနာတွေဒီနောက်ပိုင်းမှာဒရဇက်ဖြစ်နေပါတယ်ဒီတော့ DNLI ဟာနေဦးတော်လိုင်းရေးအပေါ်မှာမိခဲ့သူသဘောထားလဲတော့အတွင်းစိတ်ကိုကျွန်တော်တို့မသိဘူးဘုံမှုချုပ်တာဖုံးကျော်ကတော့ဆရာနာရှင်ဆရာနာရှင်ဒီ ရှေမုန်ကြီးတိုက်ဖြတ်ရေးအတွက်ဒရဇက်ပါဝင်မယ်ဆိုတဲ့စကားတွေတော့ခဏခဏပြောရတာကိုကျွန်တော်တို့ကြားရပါတယ်အဲ့တော့နောင်ချုံနောင်ချုံနဲ့ဒရဇက်ထဲမှာနောင်ချုံနဲ့ဒီ TNL နဲ့အဲဒီ sorry နောင်ချုံကိုထိမ့်ချုပ်ထားတဲ့ TNL နဲ့တွဲဆက်နေတဲ့ MDY PDF အချင်းကြီးလို့နည်းနည်း စဝါကြည့်အောင်အဲ့တော့တောင်ကန်းကလည်းလန်ထွက်နေပြီမန်း PDF နဲ့ TLN နေနဲ့တွဲတိုက်တဲ့နေရာသခိုင်းတိုက်နဲ့ပတ်ချံကိုခြေခုပ်ယူထားတဲ့အခြေအနေရှိတယ်တင်းနယ်လီကနောက်ချိုမှာစုပ်ပြီးနေရပေမဲ့ဒီကနေ့တဝဲမှာရင်းနဲ့စိတ်ကမ်းမှာတိုက်ပွဲတွေဖြစ်တယ် နော်အဲ့ဒါလေးကိုကျွန်တော်နောက်ထပ်နောက်ဒုတိယနောက်မှပြောမယ်အခုလက်ရှိအနေနဲ့ DNL ကညီညီတသားနဲ့ပြောင်းလဲမှုနဲ့နိုင်ငံရေးအတွေးခေါ်နေတဲ့အခါကျတော့ရှမ်းနဲ့ပြဿနာတက်လိုက်ကချင်နဲ့ပြဿနာတက်လိုက် PDN နဲ့ပြဿနာတက်လိုက်ဆိုပြီးဆိုတဲ့အခြေအနေကြီးဖြစ်နေတော့မဟာမိတ်ဆက်ဆံရေးတွေညော့နေလာတဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ချက်ကမိုးကုတ် PDF နဲ့ TNN နဲ့တွဲဆက်တိုက်ပွဲဝင်တဲ့အခါက မိုကု PDF မိုကုမြို့ကိုရရှိသွားတဲ့အခါမိုကု PDF ကမိုကုမှာထိန်းချုပ်မရပါဘူးမိုကုကိုနေလို့မရဘူးအဲ့တော့မိုကုကိုစကားစကားပြန်လည်ထိုးစစ်ဆင်ဖို့အတွက်တွင်းငယ်မှာခုနမိုင်တက်တွေတွင်းငယ်တက်တွေအင်အားဖြည့်နေတယ်တွင်းငယ်နားမှာလေရင်ကွင်းတွေဖောက်နေတယ်ဒါကလည်းဝိုင်တွဲလို့ထောက်ဖို့လေရင်နေစင်းနိုင်အောင်ထိစကားစလုံနေတယ် စက်တက်လေဒီတက်ဖို့လည်းဖြစ်နိုင်တယ်လို့သိရတယ်ဒီလေရင်ကွင်းမှာဘီလက်မြေကတ်တရာကစား AMD မန္တလေးမြေကျောင်းနဲ့မန္တလေးတပိတ်ချင်းလမ်းကြောင်းကလာနေတာတပိတ်ချင်းထိဆက်နေကစင်ကူစင်ကူဆိုတော့မန်ပီရဲ့တိန်းထားတဲ့မြို့ NUG ဆိုရရင်အုတ်ချုံမှုရှောက်မှာရှိတဲ့မြို့လို့ပြောလို့ရတယ်မန်တိုင်းထဲမှာဒုတိယမြောက်တိန်းလိုက်တဲ့ NUG ရဲ့အုတ်ချုံကြီးမြို့လို့ဆိုလို့ရတယ် တွင်းငယ်လေရင်ဝင်းကိစ္စကိုမိမထားကြဘူး MDYPF ကိုဒီနေရာကကျွန်တော်တတိပီးလို့ပါတယ်တိုက်တွန်းလို့ပါတယ်ကျွန်တော်တို့ဖြတ်တောက်ရေးပိတ်ဆို့ရေးဒါတွေကိုမဖြစ်မနေလုံးချရပါလိမ့်မယ်မိုးကုတ်တွင်းငယ်ခုနမိုင်တက်စင်ကူးတပိတ်ချင်းဒါတွေကတဆက်ဆက်တယ်ပါဖိုးစစ်စင်လိုက်ဒကြောလုံးဒကြောလုံးကိုပြောရတာနော်ပြောရမှာပေါ့ဗျာအဲ့တော့ DNL နေနဲ့မိုးကုတ်ပါပြန်ညိပြီတောင်ခမ်းလိုပဲနောင်ချိုလိုပဲတပိတ်ချင်းခုနှစ်မိုင်ကစက်ကစက်အဆိုင်စစ်ကောင်စီဖတ်စစ်တက်ရဲ့တက်တွေကမှထိမ့်မထားရင်မိုးကုတ်ကိုထိုးစစ်စင်မဲ့ကျန်နေတရဇရဲတပိတ်ချင်းကိုစင်ကူးလို့လေထိုးစစ်စင် အဲ့တော့တစ်ဆက်တစ်ဆက်ကဒုတိယလိုင်းမှာ DNL PLE Nemigan PDF ပေါ့ပြီးတပိတ်ချင်းကိုထောက်တာတွေကားတာတွေတွင်းငယ်ရေကင်းကိုအပီးသိမ်းပြီးတွင်းငယ်တက်ကိုစစ်ဆိုင်တာတွေအဲ့တော့ဒုတိယမြောက်တစ်ဆက်နဲ့ဆက်ခွန်မှာတွင်းငယ်ပြန်ပါသွားတယ် DNL နဲ့ PLE လည်းပြန်ဆုတ်သွားတယ်စစ်တပ်ဟာတွင်းငယ်ရတရားလုံးကိုမီးရှို့ထားခဲ့တွင်းငယ်ကနေပြီးတော့မြောက်ဘက်ဆက်တိုက်တကောင် ဒါက NUG နောက်ထပ်သိနေမြို့လို့ယာယီအဖြစ်ဆိုလို့ရတယ်။တကောင်းတီကယ်စက်ယူရင်းနှီးမြုံနယ်မှုကိုတော်လိုင်းကြီးဘက်ကထိန်းချုပ်လာတယ်။တကောင်းကမန္တလေးတိုင်းထဲမှာပါတယ်။တကောင်းကတော့မန်တိုင်းထဲမှာပထမဦးဆုံးသိနေမြို့။တပိတ်ချင်းစကားစတဲ့အပြုတ်မဖြုတ်နိုင်ရင်တကောင်းတော်လည်းစိတ်မချရတယ်။အဲ့တော့စင်ကူးပွဲငိန်မှုကြောင်မြောင်းကိုသိမှရမယ်။ကြောင်မြောင်းတက်ဆိုတာစကားစမှာအင်အားမရှိဘူး။ ဆိုတော့ကစင်ကူးတပိန်ချင်းကရွှေထွက်တယ်ဗျဘယ်နာတူတူရွှေနေတာများတာပဲကွာလေအရင်ကတော့စစ်တပ်နဲ့ဥပိုင်ကောင်းရွှေတူးတာပေါ့စကိုင်းတိုင်းမှာဆိုရင်ဗမောက်မန္တလေးတိုင်းမှာစင်ကူးတပိန်ချင်းရေမဲတဲ့မရရနောင်ချိုအဆက်ဆိုတာမြေကြီးကရွှေတီးတယ်ဆိုတာကျွန်တော်တို့မသိဘူးမထင်ဘူးအဲ့ဒီရွှေနဲ့ပတ်သက်ပြီးရွှေတူးတဲ့ဝင်ငွေတွေနဲ့ပတ်သက်ပြီးလည်းအနေငယ်သောထိတ်တိုက်ပြဿနာတွေရှိနေတယ်ဆိုတာကျွန်တော်တို့သိတယ်စတလာတဲ့စည်ရင်းတွေအရာလည်း ် NUG မှာပြဿနာတွေအများကြီးရှိနေတာကျွန်တော်တို့သိတယ်။ဒါလိုက်အဖြတ်။အဲ့တော့ဒီတင်ရဇာတကိုတော်လည်ရေးအတွက်တိတိချာချာတိတိရောက်ကင်တွယ်နိုင်ရင်တော့အတုံးဝင်ပါပါ။အဲ့တော့တပိတ်ချင်းဝတ်တည်ဖတ်ရှိကွင်း30ရေတွက်ဒါရီအကုန်လုံးကဟာစကားဆိုင်ရွှေထုတ်ကုမ္ပဏီတွေကင်ရတာ။တနည်းအားဖြင့်တရက်ကိုရွှေပိတ်တာ10နဲ့ကြီးထွက် ရှင်ကူးဆိုရင်နဲ့တော့အရှိတ်ဘက်တောင်ကျောအကုန်လုံးရွှေထွက်တယ်။တပိန်ချင်းအဆက်ချောင်းကြီးရွာတောင်ကျောတကျောလုံးရွှေတိုက်တယ်။အေယာဝီမြစ်ထဲမှာဆိုရင်တော့တဲတောင်ဘယ်နာရွှေထွက်တဲတောင်ဘယ်နာဖြစ်ဖြစ်ရွှေတို့ဘယ်လိုကောင်းကျင်ရတယ်ပေါ့ဗျာ။အဲ့တော့တပိန်ချင်းရဲ့အထက်ပိုင်းမှာပေတောင်ဆိုတာရှိတယ်။ရွှေမျိုးတွေဘလူပြန်နေတဲ့နေရာကြီးကုစုပွဲတော်ကြီးတော့ဖြစ်နေတယ်။အဲ့တော့ပြောချင်တာက မိရအမိစာခေါင်းရခေါင်းစားလုံနေကြတာတို့ဘောမလုံစေချင်ပါဘူးမဖြစ်စေချင်ပါဘူးတချို့အခုဒီဇိန်ကြနေရတယ်ဇိန်ကြနေကြတယ်တေဇာတတွေရှိပြီးတော့တိမ့်ပတ်ထားတဲ့နေရာတွေကတက်တွေကတော့ထောင်း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 နဲ့ဇိန်ကြနေပြီးတော့တချို့တော်လည်ကိုဆွန်းဆန်းတမန်လောက်တဲ့တချို့ LVF တွေနဲ့စကိုင်းတိုင်းနဲ့တက်တက်တွေမှာတော့ကပြဆူပြနဲ့အလူခံနေရအောင်ဆိုတာ ြည့်လို့မကောင်းဘူးအဲ့တော့တင်ရဇာတဝင်ကြီးဆိုတဲ့လူတွေလဲမပြောချင်ဘူးအဲ့တော့ကြောင်မြောင်းကိုပြန်ပြောမယ်ကြောင်မြောင်းကစစ်ကူလာဖို့ဖေမူတက်တယ်ပဲစစ်ကူလာဒီနေ့ဖေကူမတော့ခြားကြတယ်ရွှေဘုံနဲ့ကြောင်မြောင်းချားမှာဂျားမျိုးတွေကို PDF ကထိန်းချုပ်ထားတဲ့ဝက်လက်ရွှေဘုံနဲ့နေတယ် စစ်ကူဖြတ်တောက်ဖို့ခက်တယ်။ကြောင်မြောင်းကပြတ်တောက်နေပြီဖြစ်တယ်။ကြောင်မြောင်းကိုအရင်သိမ်းထားဖို့လိုတယ်။အဲ့တော့ကြောင်မြောင်းကိုသိမ်းဖို့တေချာနေပုံနဲ့တကွကြည့်ပါ။မသိမ်းလို့မရဘူး။ကျွန်တော်တို့ကွက်ကြားမှုနဲ့စီရေးလို့မရပါဘူး။တနည်းအားဖြင့်အခြေပြုတ်ရင်အပြောင်းရှင်းသွားတာမြန်ပါတယ်။ တကယ်ဘယ်နိုင်ငံကစစ်ပွဲမဆိုဘယ်နိုင်ငံကတိုက်ပွဲမဆိုငွေရမဲ့နေရာတွေအဓိကတိမ့်ယူထိမ့်ချုပ်ပြီးချက်ထွင်ကြတာဖြစ်တယ်။ဒါဒီဒီဒီအခြေအနေကိုကျွန်တော်ဘာလို့ပြောလဲဆိုတော့တောင်ကန်းကနေပြီးတော့လန်ထွက်ပြီးနောက်ချိုးပါပေးလိုက်မဲ့အခြေအနေကိုဖြစ်နေပြီးတော့ TNL နဲ့ MDY PD အတွဲအဆက်မရယာပဒိန်ကြီးတပိတ်ချင်းစစ်ကိုဒါရီဒါရီပါ တတိချက်ကြောင့်လို့လေဆိုတဲ့အကြောင်းပြောချင်တာပါ DNA လေးဘာလို့ရှင်နေလဲတော့ကျွန်တော်တို့မသိပါဘူးသိဖို့လေကျွန်တော်တို့မစူးစမ်းချင်ပါဘူးဘာကြောင့်မသိလားအရေးလေးရဖတ်တွေ့ကြပါဘူးဗျာတော်လိုင်းနိုင်ငံကြီးကနှက်ကြီးလေနော် MND ကတော့စစ်ကိုရလိုက်ပါလက်ရှိမျော်လင့်စရာတခုသေးတော့ကျွန်တော်တို့ရဲ့ကောက်ယူတမြင် အာခတ်တတ်အေးအေးပဲဖြစ်ပါတယ်အာခတ်တတ်တော့အေးအေးမဟာသူစကြီးဆင်ွေးနိုင်ဖို့ကျွန်တော်စူးစမ်းပြရပါလိမ့်မယ်အဲ့တော့ဒီနေရာကနေလူမြတ်ကျော်ကတိုက်တွန်းဆော်ဩလို့တာက PDF တွေ PDF တွေလက်နက်ကင်တော်လိုက်ဆင်ွေးနေသူတွေက အရခတ်တက်တော့အီအီနဲ့ရအောင်ဆက်သွဲပူပေါင်းပြီးနိုင်လုံးဆိုင်ဒိုးစစ်တပ်ပေါင်းစုကြီးအဆင့်ကိုအကောင့်ထဲပေါ်ချဖို့ဒီအချိန်ဟာအင်မတန်အရေးပါတဲ့အချိန်လက်ရှိအခြေအနေမှာကျွန်တော်ထုတ်ဖို့ပြောလို့မရတဲ့ကိစ္စတွေအများပြားရှိရဲအာခတ်တက်တော့အီအီနဲ့ဆက်တွေ့တပ်ပေါင်းစုကြပါလို့ပဲ ျွန်တော်ထွက်ပြောင်းလိုက်ပါတယ်လက်နက်ကင်တပ်ဖွဲ့အသီးသီးတို့တိတ်တိဖြစ်စီကြီးတိဖြစ်စီငယ်တိဖြစ်စီအာခတက်တော့အေအေနဲ့ဆက်တွေ့ပူပေါင်းပြီးနိုင်ငံလုံးဆိုင်ရာမဟာထုံးစစ်ကိုအကောင့်တွေပို့ကြမှာလို့ပဲတိတိကျကျပြောလိုက်ခြင်းနဲ့ဘာကြောင့်လဲဘလို့လဲဒီကျွန်တော်မရှင်းပြတော့ဟုတ်ပြီနော်ဒါကလက်ရှိတိုက်ပွဲစစ်ပွဲတွေရဲ့အခြေအနေ နောက်ထပ်နောက်ထပ်နောက်ဆုံးဝန်တာစရာတရင်ကောင်းလေးတစ်ခုထပ်ပြောလိုက်ပါစာသုံးလုံးစာသုံးလုံးနေထောင်း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 လုတ်ပြီးတော့စာသုံးလုံးအရာရှိစီလာကားဘူးကြိုက်တို့ကြာပြူကြေးရွာထိတ်ရာမာဂျန်နီကြိုက်တို့ကြိုက်ထူရဲ့စုံနေစစ်စီဦးစီးဌာနစာသုံးလုံးစစ်စီမှုအပါဝင်တုံးဦး ြစ်ကတတ်ခတ်တစ်တန်ခံလိုက်ပါတယ်အဲ့တော့သာသလုံးဒီစစ်စင်းကြီးမှုပေါ့လားမျိုးသက်ကဝေချင်းပြီးတိမ်သွားပြီးတော့ကျန်လူတွေကတော့သူရာစိုးကတော့တန်ရာရတယ်နောက်တဲ့စစ်စင်းကြီးမှုတယောက်ဖြစ်တဲ့မင်းသူကတော့ပွင့်ချင်းပြီးထပ်တိမ်အဲ့တော့ဟွန်တာဖစ်နဲ့ ဝန်တာဖိနေလာတာပေါ့ဗျာအဲ့တော့ဘီဒုကဝီတက်တွေကရရှိတဲ့တရင်ကိုအခြေခံပြီးတော့အနိကတဲ့ပြီးပြက်ခတ်ထိုက်ခတ်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့ဒီမှာစုံမှုဖြစ်တဲ့မျိုးတန်ဒုတိယစုံတန်းစစ်စေးရေးမှုမင်းသူစုံတန်းရေးမှုမင်းမျိုးတန်ဒုတိယစုံတန်းရေးမှုမင်းသူမသာပေါ်ပြီးတော့စုံတန်းစစ်စေးရေးမှုနောက်တူဦးဖြစ်တဲ့သူရဆိုးကတော့တန်ရာအပြင်းထန်ရရှိပြီးမသိမရှင်ဖြစ်တယ်လို့ ဖြစ်ရှိရပါတယ်အဲ့တော့ဒီတိုက်ပွဲကိုဒီပြစ်ခတ်မှု PDF ကိုတော့ရှေ့အတုံညာကတက်ခွဲကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ကိုတော့ရှေ့အတုံညာကတက်ရင်တက်ခွဲလေး UG များနဲ့ကြိုက်ထူပကဖပူပေါင်းဆောင်ရွက်တယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့စစ်တပ်နဲ့ဝေဝေးနေပါစစ်ရောက်မြင်ရင်ခဝူဝီရှောက်ပါအန်ဒီရှိတယ် ဒါနဲ့တစ်ဆက်ဆက်ထဲမှာဖက်စစ်တက်မှာအမတ်တ3လေးထင်ပါတယ်အမြောက်တက်ထဲမှာအမြောက်ပေါ်မှာဖျောင်းနိုင်တော့မွေးတိုင်းထုံပြီးတော့ပိပထန်းတွေတရရကုံကြီးရွတ်နေကြတယ်လို့ကျွန်တော်ကြားပါတယ်အဲ့တော့ဖက်စစ်တက်ကအမြောက်မှာအမွေးတိုင်းထုံဖျောင်းနိုင် ထုံပြီးတော့ပထန်းတွေရွတ်ပိတွေရွတ်ရွတ်နေကြတော့မြင်ကျွန်တော်ခေါင်းထဲမှာဖြတ်ခင်းမြင်တာက ဖက်စစ်တက်ကဖက်စစ်တက်မင်းအောင်မင်းလောက်မှာအမှုထမ်းနေတော့အရာကြီးရပါစစ်တီပေါ့ဘူးခမားတို့တတိကပ်ပြီးအမြဲယူဆူရမယ်ဂါရာတပုတ်လူမြတ်ကျော်ကမေတ္တာရှေထားပေးပေးရစီတေချာမှတ်ပါစောင်းနဲ့ဘောပဲယူပြီးတေချာမှတ်မင်းအောင်လောက်မှာအမှုထမ်းနေတော့အရာကြီးရပါအချက်စစ်တီလို့ ဒီနေ့ဒီချိန်ဒီမင်းအောင်လိုက်လောင်းမှာအမှုထမ်းစဲဆိုရင်အမဲမပြတ်ရွတ်ဖရမယ်ကာရာတော်၎င်းဒီဘောဖရာစာကိုကျွန်တော်ပြောပြမယ်ငါဒီမုတ်ချတရားမီအချိန်ပိုင်းသာလုံးလို့ဒီတနေ့ကိုတရားရှိလုံးပဒီနဲ့ဆယ်ပတ်စိတ်မလွဲမသိဧကံမုတ်ချတရားမှာဖြစ်ပြီးအချိန်ပိုင်းပဲလုံးပါပါရှင်းပါတယ်နော် ဆက်တဲ့လက်အောင်မှာမူထန်းနေတော့အရာကြီးအရာကအချက်စစ်တီလို့အမြဲရွတ်ဆိုရတော့ရွတ်ဆိုရန်တရားလူမျက်ကြုံမှမေတ္တာရှိထားပြောကြားလိုက်ချင်တာကငါဒီမုန်ချတေရမြည်အချိန်ပိုင်းသာလို့တော့ဒီတာကိုမြန်းများရွတ်ပါမဖြစ်မနေဖြစ်ကိုဖြစ်လာပါလေရှင်းတယ်လို့အဲ့တော့ဒီကနေ့ဒီအချိန်မှာဒီလိုအခြေအနေတွေရှိနေ ီသူလူလူဘက်ကိုကျွန်တော်တစ်ချက်နဲ့ကြည့်ကြရအောင်လက်ရှိပြည်သူလူလူဟာကိုယ်ပဆက်နဲ့ကိုစံဝေးစားလို့တော့မရတဲ့အခြေအနေရောက်နေပါတယ်ညင်းရံမှာစံ၃ဤဝင်စစ်တပ်ကတနတ်နဲ့ပြစ်တတ်မယ်လေဗျာရှင်းပါတယ်ညင်းရံပြူစောထီးတွေနဲ့စစ်တပ်ကကောင်းနေဟာကမရ15လောက်ကစစ်သားတွေနဲ့တီရာယူမှု ပြူမပူပေါင်းပြီးတော့မြင်းကြံပြည်သူလူလူမြင်းကြံပြည်သူလူလူကိုအနိုင်ကျင့်ပြီးနိုင်နေကြပါတယ်ဖုံမသွင်းကျိုးကအစတိမ်လို့မရဘူးလက်စီမရှိမရှိတော့ဆိုလာပြားနဲ့အာသွင်းရတယ်ဆိုလာပြားလည်းတိမ်လို့မရမတ်လမှာဖေဖော်ဝါရီလတွေမှာစပိတ်လိုက်ပြီးမတ်လအကုန်ပိတ်တယ်လို့ကျွန်တော်သိရပါတယ် မြင်းကြံမြို့ပေါ်ကိုဖျက်ဖို့အတွက်ဂိတ်ရှစ်ဂိတ်ရှိပြီးမြင်းကြံမိဒ္ဒီလာမြင်းကြံနှစ်ထိုးကြီးမဟုတ်တဲ့မြို့ဝင် လမ်းမမဟုတ်တဲ့ဂျားလန်းတွေကပဲတရက်ကိုကုန်ကားနဲ့ထော်လာပြီးအစီး20 30ဖျက်သွားနေတယ်။ဒါရီကိုမထင်ရင်မထင်သလိုပြူစောထီးတီရာယူမှုအဖွဲနဲ့ခမရ15တောင်းအောင်ကောင်းပြီးမထင်ရင်မထင်သလိုဖမ်းဆီးနေတယ်လို့သိရပါတယ်။စံဝင်မင်းဆိုရင်မှတ်ပုံတင်ပြဝေရတာစရင်ပြီးပြီးဝေရတာ ဘယ်ပွဲယုံကဝယ်လာတယ်ဆိုတဲ့ voucher ပြရတယ်။စံတိတ်ကို9000ပေးရတယ်စားတိတ်ကို9000ပေးရတယ်။စံဩဆောင်တုတ်အိတ်တဲ့ပုံဝင်လို့မရတဲ့အချင်းတွေကိုညင်းချမှာရင်ဆိုင်နေရပါတယ်။ရန်ကုန်မှာရောရန်ကုန်မှာမနေ့ကမြောက်တကုတ်ပင်လုံးပြည်ပနိုင်ငံတွေကိုအလုတ်သွားလုတ်ဖို့လုံသမားတွေစံမွေးဖြည့်တဲ့နေရာ ရန်ကုန်မြောက်ကုပင်လုံခမ်းမဘုံပေါက်ကွဲမှုဖြစ်ပြီးမင်းရဲ့ကျော်စွာလည်းနေဘုံမင်းအောင်လမ်းတောက်နေလမ်းတောက်မှာရှိတဲ့စစ်ကောင်စီရဲ့အလုံသမားညွန်ကြောင်းဦးစီးဌာနရွှေပြောင်းအလုံသမားဦးစီးဌာနပင်လုံခမ်းမအဲ့တော့အဲ့နေရာမှာဘုံခွဲတိုက်ခိုက်မှုဖြစ်ပါဒါပေမဲ့ဘယ်မျိုးပြပျောက်ကြားတပ်ဖွဲ့ကမှလုတ်တယ်လို့တော့ကျွန်တော်တို့မသိရသေးပါဘူးဒါဟာဖက်စစ်တပ်ဟာအကြောင်းပြချက်နဲ့ ။ OWIC ကတ်တွေမထုတ်ပေးခြင်းလို့ပြပထွက်ခွာတဲ့ဗီဇာတွေကိုကန့်တက်ပြီးတတိုင်းပြည်လို့အုတ်တိုင်းခတ်ပြီးလှုပ်ရှင်လို့သူ့အတူဘုံဖောက်တာဖြစ်နေပါတယ်။ဒါကတော့ရန်ကုန်နဲ့မြမာပြည်ရဲ့လူငယ်တွေရဲ့အခြေအနေပါ။ကုံစိန်းနှုံးကမိုးတို့ထောင်တက်နေတယ်။ပြည်သူကဖက်စစ်တက်လောက်ပါမနေချင်ဘူးဆိုတာလုံးဝတရားရယ်လုံးချိန်ပြီးနေတယ်။ဒါပေမဲ့နိုင်ငံကြီးစီ ဆိုင်ရာတချို့သောကောင်တွေကတော့အခုချိန်ထိအခုချိန်ထိပေါ့ဗျာမပြောတော့ပါနော်အဲ့တော့ဒီကနေ့ပထမအစမှာအစချီရတယ်အခတ်တတော်ဤရဲ့မဟာထိုးစစ်ဆိုတဲ့ကိစ္စကျွန်တော်တေချာလေးဒုတိယပိုင်းခဏတာရှင်းပြချင်ပါသေးတယ်လက်ရှိမှာတိုင်းတုံးနဲ့ရခိုင်ပြည်နယ်ဒိန်းတိုက်ပွဲ ကြောက်တူစစ်တွေမျိုးသိမ်းတိုက်ပွဲကပုံမပြင်းထန်လာပြီတိုင်းတို့တိုင်းစစ်မျက်နှာဖွင့်ထားတဲ့အခါတက်တော်ရဲ့အဓိကထိုးစစ်စစ်ကြောင်းကြီးဖြစ်တဲ့ပြည်ပတော်အခြေအနေပြည်ပတော်အခြေအနေကနော်လောက်တပတ်ကဲ့သို့တရှိန်လို့ထိုးစစ်နေထိုးဝင်လာလိုက်တာညောင်ချက်တော့ငါးတိရောက်ပြီးဘာစစ်တဟာမြောက်မီးကဲကင်ပြီးတဲ့အခြေအနေနဲ့ခလာရ63က နမ်မွေးအောင်ဆိုတဲ့ပူကြီးမနေ့ကကြပြီးဘုဒ္ဓနန်းစင်းကသာအရာရှိ၅ဥပါတ်မတာပေါ်ပါတယ်ညောင်ကျူးညောင်ခြေတော့ပါညောင်ခြေတော့ထိရောက်လာပြီဖြစ်တဲ့ညောင်ခြေတော့ထိရောက်လာနေပြီဖြစ်တဲ့အရခတ်တတော်ဒီရဲ့ထိုးစစ်ဖစစ်တတ်ဟာခုခံစစ်တာအဲတဆုတ်တဲ့ဆုတ်တခန်းနဲ့ခန့်ဖြစ်နေတဲ့အခြေအနေဖြစ်ပြီးမချခင်မှာ မဟာထိုးစစ်ကြီးတခုဖြစ်လာနိုင်စရာအခြေအနေတွေညီနေရပါတယ်။ဘာကြောင့်လဲမပြောတော့။အဲ့တော့ဒိုင်းမီလုံးကလမ်းလိုက်တော်ရင်တက်ဖွဲ့မြလားခင်ဗျာ။အော်ဂတ်တက်တော့အီအီနဲ့အလုံးစုံပူပေါင်းတိုက်ပွဲဝင်ကြဖို့အော်ဂတ်တက်တော့အီအီရဲ့ဥဆောင်အောင်ပါနိုင်ငံသိစစ်ပွဲကြီးနိုင်ငံသိတိုက်ပွဲထိုးစစ်ကြီးနိုင်ငံလုံးဆိုင်ရာထိုးစစ်ကြီးပေါ်ဆောင်ပေးပြီး ဖစ်စ်တလောက်အောင်မှာမနှက်ဖြန်အောင်ရှင်သန်ခြင်းစိတ်ကိုဆုံးနေတဲ့ပြည်သူလူထုဘဝကိုလွတ်မြောက်အောင်ကဲ့တင်ပေးကြဖို့အဖြေတော်လည်းနိုင်ခြင်းအဖြေတစ်ခုထပ်ထွက်ပါတယ်ဒီဘက်မှာကျွန်တော်တို့တမှုများနီလာကံဆိုတဲ့ဟာကြီးလည်းလုံနေတယ်တမှုများနီလာကံရဲ့နောက်ဆက်တွဲကိစ္စတွေကလည်းအရခတ်တော်အီနဲ့ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်ကြီး ဆောင်ပေးဆောင်ရွက်မယ်လို့ပဏာမပြောကြားလိုပါတယ်။နိုင်ငံဆိုင်ရာထိုးစစ်ဆင်ခြင်ရင်မယောင်ရဲ့ဖက်စစ်တပ်ကအချိန်မီအဝေးခန့်ခြင်းရင်ဘာလို့အချိန်မီဆိုတဲ့စကားကိုထည့်ပြောလိုက်သီးလား။သူပြန်ထိုးတော့မှာမဟုတ်ဘူး။တိတ်မလို့တော့ဘူး။ဒီညအချိန်ထိ ရိတ်ခါပိုးတဲ့လီနဲ့တော့ဘုံချဲခံတာကိုပြန်ပြီးမတုံပြန်နိုင်တဲ့အခြေအနေမဂျင်းနီဝိုင်ဖိုက်တော့မဂျင်းနီဝိုင်ဖိုက်နဲ့တော့ခံမပစ်နိုင်တဲ့နေရာအများကြီးရှိနေတယ်။ဒါကြောင့်မို့ဒီဘက်ကတချို့တချို့ကိစ္စတွေကိုကျွန်တော်ဘာမှမပြောချင်တော့ဘူး။အဲ့တော့အဲ့ဒါတွေကိုမိတ်ထားပြီးနေခဲ့တော့မျက်နှာထားခဲ့တော့မျက်နှာငါတို့တော်လိုင်းရေးကိုသွေးတက်လောက်က တမူးများစုဖွဲ့တဲ့တမူးများနီလာခံမ30ဒေတာဆိုင်ရာတပ်ပေါင်းစုဒေတာဆိုင်ရာစစ်ကော်မရှင်ဒေတာဆိုင်ရာစစ်ဦးစီးကောင်စီများဖြင့်ဒေတာဆိုင်ရာစစ်ဦးစီးမြုံများခန့်အပ်ခါဒေတာဆိုင်ရာမဟာပြူဟာမြောက်တိုက်ပွဲတွေမှသည်နိုင်ငံလုံးဆိုင်ရာစစ်ဦးစီးကောင်စီနိုင်ငံလုံးဆိုင်ရာထိုးစစ်ကြီးကိုဆင်နွှဲနိုင်ဖို့နီလာအာဂတ်တက်တော့အီအီနဲ့ပူပေါင်းကွာမဟာထိုးစစ်ကို ဆင်နွှဲနိုင်ဖို့ကြိုးစားကြပါလို့ပြောရင်ရဲဘော်တို့ကြီးအာခတ်တက်တော့မယ်အပြေဝပူပေါင်းကနိုင်ငံကိုကယ်တင်ကြပါလို့ဒီနေရာကနေကြားချလိုက်ပါတယ်ဒီနေရာလေးတော့ဟလုံးကျေးဇူးတက်